နောက်ထပ်မေးရင်လည်းမေးကုန်ကတော့လူတွေမှာရောတာမန်လူတွေထက်ပိုပြီးတော့တကူးရှိတဲ့ပုံကူမျိုးတွေရှိနိုင်ပါလားရှင်ဗျာသူတို့ကြီးကြတော့ဗားကျင့်စဉ်တွေကျင့်လို့တာမန်လူထက်ပိုတဲ့တကူးများရပါလဲရှင်ဗျာလူတွေမှာတကူးရှိတဲ့ပုံကူရှိနိုင်ပါတယ်ရှိနိုင်တဲ့ကဘလို့တကူးတော့ဆိုတော့စွမ်းတကူးဆိုဒီမှာစာပေကျမ်းကနေမှာ ောင်ရဲနိုင်တဲ့စွန့်ရည်တတ္တိကိုခေါ်တာပဲဖြစ်တယ်မှန်ပါဗျအဋ္ဌိလို့ခေါ်တယ်ပေါ့မှန်ပါနော်မှန်ပါသူများတဲ့စိတ်ဆန္ဒကြီးမားတဲ့ပုဂ္ဂိုလ်ကလည်းဒါတကောရှိတယ်လို့ပြောလို့ရတယ်သူများတဲ့လုံလဝိရိယရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲသူများတဲ့ပို့အောင်မြင်တာဖြစ်သွားကြအဋ္ဌိလို့ပဲခေါ်တယ်မှန်ပါစိတ်ဓာတ်ကြမ်းခိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါသူ့ရဲ့စွန့်တကူလို့ပြောရမှာအဋ္ဌိဉဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေနဲ့စွန့်တကူပဲမှန်ပါဗျစီပါဥစ္စာ တိုးတက်မြင်မာတာတို့ရာထူးကုန်သိမ့်တိုးတက်မြင်မာတာတို့လည်းဒါလည်းအစွမ်းတကူလို့ပြောနိုင်တယ်ပေါ့ဒါကတမန်ပုဂ္ဂိုလ်တွေရရှိတဲ့အစွမ်းတကူတွေကြိုးစားသူနဲ့မကြိုးစားသူပညာထက်သူနဲ့မထက်သူဆိုတာအဲ့ဒါလူတွေမှာကွဲပြားခြားနားမှုတွေရှိတယ်ပေါ့နော်တမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တကူဆိုတာဒီအလိုရှိတဲ့အရာကို ဖြစ်စီစေနိုင်တဲ့အရာကိုပြောတာ လုံလဝိရိယရှိရင်လည်းပြည့်စုံနိုင်တယ်ပညာရှိလို့ရှိရင်လည်းပြည့်စုံနိုင်တယ်စိတ်ဓာတ်ကြက်ခိုင်ရင်လည်းပြည့်နိုင်တယ်ပေါ့နော်အဲ့လိုတကူမျိုးမျိုးရှိတယ်ထင်မယ်အခုမေးတဲ့မိကောအရာတမန်လူတွေတဲ့တကူရှိတဲ့တကူဖြစ်နိုင်တဲ့အစွမ်းတကူပို့ပြီးတော့ကြီးမားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုတော့ဥပမာမယ်တမန်ပုဂ္ဂိုလ်တွေပို့သွားလို့ရှိရင်တမန်ချင်းစင်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကဒါ သူကတပ္ပထချင်းစင်ရဲ့ဆွမ်းအားနဲ့သူ့ရဲ့ mental power ဆိုတာရသွားတဲ့အတွက်ကြောင့်အမှန်သူဟာဖန်ဆင်းနိုင်တဲ့ဆွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမှန်ဒါကတရားသဘောပဲကပေါ့နော်အမှန်နောက်တစ်ခါဝိပဿနာချင်းစင်ကျင်းပြီးတော့အရိယာဖြစ်ဘဝရောက်သွားပြီဆိုရင်သူ့စိတ်ကိုသူပိုင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်သွားတယ်အမှန်ပါဗျာဒါလည်းဆွမ်းတကူတစ်ခုပဲအမှန်တပ္ပထချင်းစင်နဲ့ ဒီအဘိညာအစွမ်းတကူမျိုးမျိုးကိုဖန်ဆင်းနိုင်တဲ့ပုံကိုယ်တွေမှန်ပါတယ်။ဒါကျင့်တယ်ဆိုတာသူတို့ကဘာတွေကိုကျင့်တယ်လဲလို့ကျင့်တယ်လဲဆိုရင်ခုနကစန်းနေအဘိညာနေသူများစိတ်ကိုသိတယ်။ဟိုအတိတ်ဘဝကို ပြန်သိနိုင်တယ်။ဝိလန်တဲ့ဒေတာခြားခွဲတဲ့ဒေတာမှာရှိတဲ့အရာတွေကိုမြင်နိုင်စွာရှိတယ်လို့တကူမျိုးမျိုးဖန်ဆင်းနိုင်တယ်လို့ဆိုတာတမထချင်းစဉ်ကိုကျင့်တာ။မှန်ပါဗျာ။ တမရကျင့်စဉ်ကိုကျင့်တော့သူတို့စိတ်ရဲ့ mental power သူတို့ကောင်းကောင်းရသွားတယ်။မှန်ပါ။ရသွားသည့်အတွက်ကြောင့်အဲ့ဒီ mental power ကိုအသုံးချပြီးသူကအရာရာကိုဖန်ဆင်းနိုင်တဲ့စွမ်းသတ္တိမျိုးသူတို့မှရသွားတယ်။မှန်ပါ။ဒါကရသော်ပြဟောတဲ့သဘောဝါကျင့်စဉ်ကကျင့်လို့ရတဲ့စွမ်းတခု။မှန်ပါ။တနည်းရှိသေးတဲ့လောကမှာမန္တန်တို့ဆေးဝါးတို့ရဲ့အစွမ်းနဲ့လူဟာထိုက်တဲ့တော့စွမ်းတခုတွေရတာရှိတယ်။မှန်ပါ။ ဒီသူများစိတ်ကိုသိတယ်တို့တကောမျိုးမျိုးဖန်ဆင်းတယ်တို့ဆိုတဲ့စိတ်ဓမ္မနိဝိဆာဆိုတဲ့အတတ်ပညာမျိုးလည်းရှိတယ်မှန်ပါပဲအဲ့ဒီအတတ်ပညာမျိုးတွေကလည်းပဲသူများတဲ့တကောရှိတယ်မှန်ပါပဲသူကျင့်စဉ်ကတော့တမထလိုဟာမျိုးမဟုတ်ပဲနဲ့တခြားကျင့်စဉ်တွေရှိတယ်တို့မှာမှန်ပါပဲဥပမာပဲဝိသတုဝိသတုတို့ဗမာရိယုံကြည်တဲ့ဘိုးတော်တွေဘာတွေတချို့စံသက်တွေရှိတာလေမှန်ပါဗျာဟိုစံကူရှိနိုင်တယ် မှန်ပါဗျာသူတို့လည်းရှိနိုင်တယ်မှန်ပါဗျာဒါကြောင့်မို့မြတ်စွာဘုရားကတခါတော့ကယဟန်တွေကိုပုံအမျိုးမျိုးဖန်ဆင်းနိုင်တဲ့အတ္တိဝိဒါဆိုတဲ့အစွမ်းတကူရဲ့သူပြားစိတ်ကိုအတ္တသိတဲ့အာရိတနာပါတိဟရိယဆိုတဲ့အစွမ်းမျိုးတွေကိုမတုံးဖို့မြတ်စွာဘုရားတုံးရင်လောကမှာရှိတဲ့မန္တန်ဝိစာအတ္တတွေနဲ့သွားရောနိုင်တယ်ပေါ့မှန်ပါဗျာ အဲ့တော့တန်းစင်တဲ့အကျင့်တွေနဲ့မတန်းစင်တဲ့အကျင့်နှမျိုးရှိမှာပေါ့နော်မှန်ပါဗျာရှိတော့အဲ့ဒါတွေနဲ့ရောထွေးပြီးရှင်နေကကိရိတာမကုံတဲ့စွမ်းတကူတွေနဲ့ရှင်နေကကိရိတာပါငြိမ့်သွားတဲ့ငြိမ့်လို့ရတဲ့စွမ်းတကူတွေဟာတချို့နေရာတွေမှာရောထွေးနေတာရှိလို့လူတွေရဲ့အမြင်မှမှ ရောထွေးသွားနိုင်တယ်ပေါ့မှန်ပါဗျာဒါကြောင့်မို့ယဟန်တွေကိုလူတယောက်ကို နာပါချပြီးတော့ သဘောကြအောင်ဆုံးမသွန်သင်ပေးတယ်အနုတာသနိပါတိဟာရိယကိုဒါလည်းမြတ်စွာဘုရားဒါအစွမ်းတကူဖြစ်သတ်မှတ်တယ်တင်ပါဗျာသတ်မှတ်ပြီးတော့အဲ့ဒါကိုပဲသုံးဖို့ဆိုပြီးတော့ဟောတာရှိတယ်တင်ပါဒါကြောင့်မလို့ဒီဒီမေခွန်းရဲ့အဖြစ်ကျဉ်းချုပ်ဖြစ်ရမယ်ဆိုရင်တကူရှိတဲ့ပုံကိုယ်ကြီးရှင်းနိုင်ပါသလားရှင်းနိုင်ပါတယ်မှန်ပါဗျာသူတို့ဗာကျင့်စဉ်နေချင်းတို့တမန်လူတွေလည်းပို့တယ်တကူအများရပါသလဲဆိုတဲ့နေရာမှာလောကီကျင့်စဉ်နေရှိတယ်သူတို့ရဲ့ဝိဇ္ဇာအကျင့်တွေကိုကျင့်တယ်မှန်ပါ လောဒီရသဗျာဟောကြားတဲ့လက်ခံထားတဲ့ချက်စင်တွေကတော့တမထချက်စင်နဲ့ဝိပဿနာချက်စင်ပဲဖြစ်တယ်။မှန်ပါဗျာ။အဲ့ဒီချက်စင်တွေကိုချင်းလို့တမ္မပုဂ္ဂိုလ်တွေထူချတဲ့ဆွမ်းတကူတွေရတယ်ဒီလိုပဲမှတ်ရမှာနော်။